မြစည်းမပြည်သက်များလုံးမဲ့မင်္ဂလာပါဇွန်လ17ရက်နေ့ည9:00နာရီတမြစည်းမ prime time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ကြောက်ဖြူမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းပေါန်းတယ်မှာစစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရတဲ့သတင်းပလဲမှာလေရင်ပြတ်ကျမှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာ9ဦးသေဆုံးတဲ့အကြောင်းနဲ့ ရန်ဆလာရင်ပါကစ္စတန်နိုင်ငံအတွင်းထိတိုက်ခိုက်ဖို့အသင့်ရှိတယ်လို့အိန္ဒိယသတိပေးတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ကြောက်ဖြူမှာတိုက်ပွဲပြင်းထန်နေတဲ့သတင်းနဲ့ဆက်လက်ရအောင်ပါ။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တို့တိုက်ပွဲပြင်းထန်နေပြီး AA ရှိရာနေရာတွေကိုလက်နက်ကြီးနဲ့မနာတမ်းပစ်ခတ်နေတယ်လို့ဒေသတွင်းစီရေးသတင်းမြစ်တွေနဲ့ဒေသခံတွေကသိရပါဗျ။ ဒီတရက်နှစ်ရက်တိုက်ပွဲတော်တော်ပြင်းထန်တယ်။ AA ဘက်ကလည်းကန်းချီဘက်ကနေပတ်ပြီး OGD နာကခမရ943ခမရ942ဘက်ကိုဝင်တယ်လို့စစ်ကောင်စီတပ်ကကြားလို့ဖြစ်မယ်။တပ်ရင်းတွေရှိတဲ့တောင်ပေါ်ကနေနိုင်ဝဲချားတစ်ခါပြင်နေတာလို့ဒေတာရင်းစီရေးသတင်းမြစ်တူကမျိုးစီမာကိုပြောပါရတယ်။ ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကကြောက်ဖြူမြို့ကိုရေတက်တင်းမောတွေနဲ့ရောက်ရှိလာတဲ့စစ်သားနဲ့ရဲအင်အား200အထက်နဲ့လက်နက်ခဲယမ်းတွေကိုရဲတက်ရင်30နဲ့ခမရ543နဲ့ခမရ542ကိုတက်ဖြတ်ခွဲပို့ပေးခဲ့တယ်လို့တရင်မြစ်ကဆိုပါတယ်။မလာကျော်နီးမှာရှိတဲ့တဘာဝတန်းခွေတန့်စင်ဆက်ယုံ OGD မှာလည်းစစ်ကောင်စီတပ်သားတွေကအကာအကွယ်ယူခိုးလုံနေတာကြောင့်အာရခတပ်တော်ကဝိုင်းထားတယ်လို့ AA နဲ့နေဆက်သူတူကမျက်စီမှာကိုပြောပါတယ်။ လက်ရှိမှာတညောင်ရီရေတပ်ဌာနချုပ်ကိုတွားတဲ့တစ်ပုတ်တောင်လမ်းခွဲစင်ချောင်းနဲ့ကတ်တပြေကြီးရွာနီမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတာမကလေချောင်းကနေလည်းမကြာခဏဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။စည်ရေးသတင်းမြစ်တွေရဲ့အဆိုအရကြောက်ဖြူမြို့ကိုအခုနှစ်ဖေဖော်ဝါရီလကလေးကစစ်ကူတွေပို့ဆောင်နေတာဟာ၅ချိန်အထက်ရှိပြီးလေးလအတွင်းစုစုပေါင်းအင်အားတထောင်ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာအာရခတက်တော် AA ဟာကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့မင်းတက်တောင်စခန်းလိတ်ခမောကာကင်းစခန်းနှင်းဖဲတောင်ကာကင်းစခန်းတွေကို မေလတတရအပတ်ကတင်ပိုက်ထားနိုင်ခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့တညဝရီရေတက်ဌာနချုပ်ကြောက်တလုံးဖျားနီးမှာရှိတဲ့ခမရ9လေးနဲ့ဂုံချိန်ရွာနီးမှာရှိတဲ့ခမရ9လေး3ခလာရ30လေးမြို့နီးမှာရှိတဲ့အမှတ်32ရဲတပ်ရင်းနဲ့တောင်မော်ကြီးရဲတပ်ဌာနကွဲလို့တည်ရှိပါတယ်။ အာရခတပ်တော် AA အနေနဲ့ရခိုင်ပြည်နယ်မှာအကြီးဆုံးနဘခတိုင်းစစ်ထဏာချုပ်အပါအဝင်မြို့၁၄မြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးပင်လယ်ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့စစ်တွေကြောက်ဖြူမန်အောင်စတဲ့နောက်ဆုံးလက်ကျန်၃မြို့ကိုသိမ်းပိုက်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်ခင်ဗျာ။ပေါင်းတယ်မှာစစ်ကောင်စီစစ်ကြောင်းကြားဖြတ်တိုက်ခိုက်ခံရမှု အများပြားထိခိုက်သေးဆုံးတဲ့တဲ့နဲ့ဆက်ချင်ပါတယ်။ ပဲခူးတိုင်းပေါင်းတယ်မြို့နယ်ညောင်နေပင်ကြီးရွာကထွက်ခွာလာတဲ့အင်အား100ပါစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ10ဦးသေဆုံးပြီး10ဦးဒဏ်ရာရရှိခဲ့တယ်လို့လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ပေါင်းတယ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဒီကနေ့ဇွန်လ17ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။ဇွန်လ3ရက်နေ့မနက်ပိုင်းကပေါန်တယ်မြို့နယ်ညောင်နေပင်ကြီးရွာနဲ့မူပင်ကင်းကြီးရွာအကြားမှာကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ပေါန်တယ်ပကဖတာဝန်ရှိသူတူကပြောပါရယ် သတင်းလက်ဦးမှုရရှိတာနဲ့ရဲဘော်တွေရဲ့ဗျူဟာကောင်းမှုမှုတိုက်ခိုက်ရေးစွမ်းရည်ကောင်းမှုမှုတွေကြောင့်စစ်ကောင်စီစစ်ကြောင်းအထိနောင်တိုက်ခိုက်နိုင်ခဲ့တာပါလို့သူကဆိုပါတယ်။အဲ့ဒီစစ်ကြောင်းဟာပေါင်းတယ်မြို့နယ်ကိုမဝင်ရောက်လာမီပေါက်ခေါမြို့နယ်အတွင်းကတိုက်ချောင်းကိုုံစုအိုင်ဆောက်မြင်းနီကုန်းတဖန်းကိုင်းဒလမဲမယိုးကျွန်းပြန်ချီတက်စတဲ့ကြီးရွာပေါင်းရှိရွာထက်မင်းကိုမိရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းဖြစ်ပြီးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ပေါက်ခေါင်းမြို့နယ်ကြောက်တွင်းကြေးရွာဘက်ကိုထွက်ခွာသွားတယ်လို့ပေါန့်တယ်ပါကဖာစီကတီးရပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့စီကနေ60မမကွန်မန်ဒိုစိန်ပြောင်း2လက် MA1 တလက် MA3 6လက်လက်ပစ်ပုံး2လုံး MA1 ကြီပေါက်3ခု MA3 ကြီပေါက်5ခု G3 ကြီပေါက်2ခု 5.56G 56တောင်း 7.76G 16တောင်းအိုင်ကွန်တလုံး WY စိတ်ကြွဆေးပြား150ပြားနဲ့စက်သုံးဆောင်ပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာဇွန်လ3ရက်နေ့နေ့လယ်3:30မိနစ်အချိန်မှာ Jet Fighter နဲ့တစ်ကြိမ်စက်တက်လေထီ2စီးနဲ့တစ်ကြိမ်တိုက်ပွဲဖြစ်ပွားရာနေရာတဝိုက်ကိုဘုံးကျဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့မေလ18ရက်နေ့ကလည်းပေါင်းတယ်မြို့နယ်ဝဲကြီးစေပေါင်ကနေတိန်ကုန်းတာဝါတိုင်းစခန်းကိုအင်အားဖြည့်ဖို့လာရောက်တဲ့စစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရမှာစစ်ကောင်စီတပ်သား3ဦးသေဆုံးခဲ့ရသေးတယ်လို့သိရပါပါတယ်ခင်ဗျာပလဲမှာလေရင်ပြတ်ကျမှုနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အရသာ5ဦးသေဆုံးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းပလဲမြို့နယ်စပယ်စိကျရွာမှာစစ်ကောင်စီရဲ့တိုက်လေရင်ပြတ်ချမှုဖြစ်စဉ်အတွင်းအယက်သားလေးဦးသေဆုံးခဲ့ပြီးလေးချောင်းတိုက်ခိုက်မှုတွေကြောင်းအယက်သားတဦးစုစုပေါင်း5ဦးသေဆုံးခဲ့တယ်လို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စီကတရားဝါတယ်။ဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်မှာတော်လိုင်းတပ်ဖွဲ့တွေကပြစ်ချလိုက်တဲ့ Jet Fighter လေရင် ဘုံကြီးကျောင်းအတွင်းပြတ်ကျမှုကြောင့်ဘုံကြီးကျောင်းဘေးမှာရှိတဲ့နေအိမ်မှာနေထိုင်တဲ့အရတားလေးဦးတေဆုံးခဲ့တယ်လို့ပလဲမြွနယ်ပအဖခေါင်းဆောင်ကိုဇော်ထက်ကပြောပါတယ်။လေရင်ကအဲ့ဒီအိမ်ပေါ်ကိုဖြတ်ပြီးဘုံကြီးကျောင်းနဲ့ပြတ်ကျတာမင်းတိုင်မင်းဘက်ကစစ်လာရှောင်နေတဲ့ပြည်သူ၃ဦးနဲ့ရွာကန်တဦးဆုံးသွားတယ်။အဲ့ဒါပြီးတော့လေရင်နဲ့လာကျဲတာမှာနောက်ထပ်ဒေသခံတဦးတေဆုံးတယ်။တေဆုံးသူတွေထဲမှာအမျိုးသမီးတဦးပါတယ်လို့သူကဆိုပါတယ်။ စကောင်စီတပ်ဖွဲ့ဟာဇပစိကြီးရွာကိုတိုက်လေရင်ဝိုင်းတွဲလေရင်နေနဲ့ပေါင်တထောင်ဘုံကလစတာဘုံတွေကျဲချတိုက်ခိုက်သွားတာလို့တော်လိုင်းတပ်ဖွဲ့ဝင်တူကပြောပါတယ်။လက်ရှိမှာဇပစိကြီးရွာနဲ့အနီးတစ်ဝိုက်ကြီးရွာတွေကဒေသခံတွေဟာဘဲလွေရွာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပလဲမြွနယ်ပအဖခေါင်းဆောင်ကိုစောထက်ကပြောပါတယ်။နည်းနည်းလှမ်းနေစီပြေးကြရတာပေါ့လေရင်ကလည်းရွာမှာပြက်ကျထားတယ်ဆိုတော့နောက်တစ်ချိန်ထပ်ပြီးလာကျဲနိုင်သေးတယ်ဆိုတော့လေလို့သူကဆိုပါတယ်။ ပလဲမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာနဲ့လေရင်ပြတ်ကျမှုတွေကြောင့်နေချောင်းအန်ရီဆိုးရင်နဲ့အတွက်ကြေးရွာပေါင်း20ထက်မနည်းကဒေသခံတောင်ကနန်နီးပါးဟာဘေးလွယာကိုတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ပလဲမြို့နယ်ကန်တောင်ရဲစခန်းကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ဦးဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကဇွန်လ2ရက်နေ့ကစတင်လို့စကန်းသိန်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီးဒီကနေ့အထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်ခင်ဗျာ။ လဲမြုံနယ်ကန်တော့ရဲစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီးစခန်းကိုပိတ်ဆို့ထားနိုင်ပြီလို့ PNLi ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြုံနယ်ကစစ်ကောင်စီတပ်အခိုင်အမာတပ်ဆွဲထားတဲ့ကန်တော့ကြီးရွာကရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီးတိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PNLi ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ကန်တော်စခန်းဟာပလဲမျိုးကနေမကွေးတိုင်းကံကောင်းမျိုးကိုသွားတဲ့လမ်းမိုင်းပေါ်မှာရှိပြီးပလဲမျိုးနဲ့၁၄မိုင်กว่าဝေးပါတယ်။အဲ့ဒီကြေးရွာကနေမြေရဲစခန်းကိုစစ်ကောင်စီကတက်ဆွဲပြီးအခိုင်အမာပြုလုပ်ထားတဲ့စခန်းဖြစ်ပြီးအင်အားတရာခန့်ရှိနေတယ်လို့ PNL ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။အဲ့ဒီစခန်းကို PLL ဥဆောင်ပြီးတခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကလေးကစီးနင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။ အခုတော့အဲ့ဒီစကန်ကိုဝိုင်းပိတ်ဆို့ထားပြီး yes scan ဆိုပေမဲ့သူတို့ကအင်အားတွေထပ်ဖြည့်နေတာရောကရုတ်ချင်းတွေကအစားတပ်ပုံစံနဲ့အခိုင်အမာလုပ်ထားတဲ့စကန်ဖြစ်နေတာလို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အဲ့ဒီစကန်ကိုစစ်ကောင်စီကပြူစောတိအားကောင်းတဲ့ MT ကြီးရွာကတဆင့်အင်အားတွေဖြည့်တင်းပို့နေတာလို့လည်း PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်။ မနေ့ကဇွန်လ10ရက်နေ့က PLA ပူးပေါင်းတပ်တွေဟာကန်တော့ရဲစခန်းကိုထိုးစစ်ဆင်တိုက်ခိုက်နေချိန်လေကြောင်းတိုက်ခိုက်ဖို့လာတဲ့စစ်ကောင်စီတပ်ရဲ့ Jet Fighter ကို PLA ရဲ့ရှေ့တန်းရဲဘော်တွေကပစ်ချခဲ့တယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ပြီးခဲ့တဲ့2023ဇန်နဝါရီလကလည်းကန်တော့ရွာရဲစခန်းကိုတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့ပေမဲ့အပိသက်သိမ်းပိုက်နိုင်တာမရှိခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းမှာလည်းတိုက်ပွဲတွေမကြာခဏဖြစ်နေတာကြောင့်ကန်တောင်ရွာအပါအဝင်အနီးနားကြီးရွာကဒေသခံပြည်သူတွေဟာဘေးလွယာမှာတိမ်းရှောင်နေကြပါတယ်။လက်ရှိမှာလည်းကန်တောင်ရွာအတွင်းမှာဒေသခံပြည်သူတွေမရှိတော့ဘူးလို့သိရပါတယ်။စစ်ကောင်စီဟာကန်တောင်ရွာတိုက်ပွဲအတွင်းကိုဘုံလုံးရေရာကနန်းသုံးကျဲချတိုက်ခိုက်နေတယ်လို့ PLA ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောထားပါတယ်။ နေ့က Jet Fighter ပြစ်ချခံရပြီးမှလည်းကန်တော့ရွာနဲ့ပလဲမြူကြားတနေရာကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပါပါတယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ်ရန်ဆလာရင်ပါကစ္စတန်နိုင်ငံအတွင်းထိတိုက်ခိုက်ဖို့အသင့်ရှိတယ်လို့အိန္ဒိယသတင်းပေးတဲ့သတင်းကိုကြည့်လိုက်ရအောင်ပါ အချိန်တိုတွင်ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အိန္ဒိယပါကစ္စတန်စစ်ပွဲပြီးသုံးပတ်နီးပါးအကြာမှာအိန္ဒိယကပြည်ပခဖြစ်ရတဲ့အကြောင်းရင်းတွေဟာပြောင်းလဲမသွားကြောင်းနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ရန်ဆလာရင်းပါကစ္စတန်ရဲ့ဘယ်နေရာကိုမဆိုတိုက်ခိုက်ဖို့အသင့်ရှိတယ်လို့ဇွန်လ9ရက်နေ့မှာတတိပေးလိုက်ပါတယ်။ပါကစ္စတန်ကအကြမ်းဖက်ဝါဒကို နိုင်ငံရဲ့မူဝါဒလက်နက်တစ်ခုအနေနဲ့လေးလေးနက်နက်ကိုကျင့်သုံးနေတာပါ။ ဒါကပြဿနာပါပဲလို့အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးဆူပရာမန်ယန်ဂျိုင်းရှန်ကာကဘရက်ဆဲခီးစဉ်အတွင်း political သတင်းဌာနကိုပြောပါတယ်။ပြီးကြတဲ့လကစစ်ပွဲဖြစ်ရခြင်းရဲ့နောက်ွယ်ကအခြေအနေမျိုးတွေရှိနေပါသေးလားဟုသော မေးခွန်းနဲ့ပတ်သက်ပြီးဂျိုင်းရှန်ကာကတင်းမာမှုဖြစ်စေတဲ့အကြောင်းရင်းအဖြစ်ပါကစ္စတန်ရဲ့ပံ့ပိုးကူညီမှုလို့မြင်နေဆိုရင်တော့ဟုတ်ပါတယ်။အဲ့လိုအခြေအနေတွေရှိနေပါသေးတယ်လို့ပြောကြခဲ့တာပါ။ ိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ဂျမ္မူကက်ရှမီးယားဘက်အချမ်းမှာဟိန္ဒူအများစုအပါအဝင်အယက်သား26ဦးတေဆုံးစေခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကို ပါကစ္စတန်ကကူညီပံ့ပိုးပေးရတာဖြစ်ကြောင်းအိန္ဒိယကစွပ်စွဲပြီးတဲ့နောက်မေလအစောပိုင်းမှာပြည်ပခါဖြစ်ပွားခဲ့ပါတယ်။ပါကစ္စတန်ကတော့အဲ့ဒီတိုက်ခိုက်မှုဟာသူတို့နဲ့မသက်ဆိုင်ဘူးလို့ညင်းဆိုထားတာပါ နျူကလ িয়ার ပိုင်ဆိုင်တဲ့အင်အားကြီးနှစ်နိုင်ငံအကြားဒုံးကျည်တဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်ပိုင်းပြန်လည်စစ်စစ်နွယ်ပြီးတဲ့နောက်မေလ10ရက်နေ့မှာအပြစ်ခတ်ရက်စဲကြောင်းကြေညာခဲ့ကြပါတယ်နိုင်ငံစလုံးကသူတို့အနိုင်ရရှိကြောင်းဂုံဖော်ပြောကြားခဲ့ကြပေမဲ့စစ်ပွဲအခြေအနေတွေနဲ့ပတ်သက်တဲ့သူတို့ရဲ့ထုတ်ပြန်ချက်တွေဟာကွဲပြားကြပါသေးတယ်။ ပါကစ္စတန်ကအိန္ဒိယတိုက်လေရင်6စီးကိုပစ်ချခဲ့တယ်ဆိုတဲ့ပြောကြားချက်ကိုအိန္ဒိယကအစပိုင်းမှာညင်းဆိုခဲ့ပေမဲ့အိန္ဒိယစစ်ဖက်ကအကြီးတန်းအရာရှိတူကလေရင်တွေဆုံးရှုံးခဲ့ကြောင်းနောက်ပိုင်းမှာဝန်ခံခဲ့ပြီးလေရင်အရေအတွက်နဲ့အမျိုးအစားကိုတော့ထုတ်မပြောခဲ့ပါဘူး။လူမှုမီဒီယာပေါ်မှာပြန့်နှံ့လာတဲ့ပုံတွေမှာတော့ပြင်သစ်ထုတ်ဂျက်လေရင်တွေရဲ့အပျက်စီးတွေကိုတွေ့ရပါတယ်။ ပါကစ္စတန်ဟာတရုတ်နည်းပညာသုံးပြင်သစ်ထုတ်ဂျက်လီယင်တစည်းအ ਨੇ ဆုံးပြစ်ချနိုင်ခဲ့တယ်လို့အမေရိကန်နဲ့ပြင်သစ်အရာရှိတွေကပြောပါတယ်။ဂျန်ရှန်ကာကအိန္ဒိယလေတပ်ကလေယာဉ်တွေပျက်စီးမှုနဲ့ပတ်သက်လို့မငင်းခဲ့ပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာအာဏာပိုင်တွေကဖြေကြားလိမ့်မယ်လို့ပြောပါတယ်။ ဥရောပတမကနဲ့အစစ်မြင့်ကုန်တွယ်ရေးဆွေးနွေးပွဲအတွက်ဘရက်ဆဲကိုရောက်ရှိနေတဲ့ဂျန်ရှန်ကာကပါကစ္စတန်ဟာအကြမ်းဖက်ထောင်ပေါင်းများစွာကိုပေါ်တင်လေ့ကျင့်သင်တန်းပေးနေပြီးအိန္ဒိယဘက်ကိုဆေးလွတ်နေတယ်လို့ပြောခဲ့ပါတယ်။ကျွန်တော်တို့ဒီအခြေအနေကိုလက်ခံမှာမဟုတ်ဘူး။သူတို့အတွက်ကျွန်တော်တို့ပြောချင်တဲ့သတင်းစကားကရှင်းရှင်းလေးပါ။ဧပြီလမှာလုတ်ခဲ့တယ်လို့မျိုးရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေဆက်လုပ်နေရင်ကျွန်တော်တို့တုံ့ပြန်မှာပါ။အကြံဖက်အဖွဲ့တွေနဲ့သူတို့ရဲ့ခေါင်းဆောင်တွေကိုပြစ်မှတ်ထားသွားမှာပါ။ သူတို့ဘယ်နေရာမှာပဲရှိနေပါစေပါကစ္စတန်နိုင်ငံအတွင်းမှာရှိနေရင်တော့အဲ့ဒီအထိလိုက်တိုက်ခိုက်မှာပါလို့ဂျိုင်းရှန်ကာကပြောကြားခဲ့ပါတယ်အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်ဒါတွေကတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ မရိကန်တော်လာကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါ့စီ4480ကျပ်စင်ကာပူတော်လာကိုစစ်ကောင်စီတတ်မှတ်စေ1633ဒသမ39ကျပ်ပြင်ပပေါ့စီ3483ကျပ်ယောဘာဒေယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1392ဒသမ85ကျပ်ပြင်ပပေါ့စီ9090ကျပ် ခိုင်ပါတပတ်ကိုစစ်ကောင်စီတပ်မစေ64တသမ25ချံပြင်ပပေါ့စေ139တသမ2ခွန်ချံမလေးရှားတဝိကိကိုစစ်ကောင်စီတပ်မစေ495တသမ63ချံပြင်ပပေါ့စေ1059ချံပေါ့စေရှိပါတယ်ဘောပြပါငွေလဲလဲနှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ကြသားကိုရွှေကုန်တယ်အတင်းသတ်မှတ်စေ58သိန်း2000ကျပ်ပြင်ပပေါက်စေ88သိန်း6000ကျပ်စကားပဲတစ်ကြသားကိုရွှေကုန်တယ်အတင်းသတ်မှတ်စေ54သိန်း96250ကျပ်ပြင်ပပေါက်စေ84သိန်းကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ ဒီဇယ်လီတာကို2385ကျပ်ပရီမီယံဒီဇယ်လီတာကို2950ကျပ်အော်ဒိတ်92လီတာကို2845ကျပ်အော်ဒိတ်95လီတာကို2895ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်ခြင်းပြင်ပပေါ့ဈေး 8500ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီမြစီမပရိုင်တိုင်းမြစီမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။